2026ကမ္ဘာဖလားမှာဂရောဒတ်တဲ့ကြောက်ဖို့များနေတဲ့အင်္ဂလန်ဒုံးစံနိုင်နိုင်မဲ့ဤသမင်းငှက်ဖြစ်ရအောင်မလား2026ကမ္ဘာဖလားခြေစပွဲမှာရာနိုပြေးနိုင်ပွဲမှတ်တမ်းဘေးကူမရှိမှတ်တမ်းကောင်းနေတဲ့ခြေစပွဲအောင်ပြင်ခဲ့တဲ့နာမည်ကြီးအင်္ဂလန်သင်းဟာလာမယ့်နှစ်ပြိုင်ပွဲမှာအောက်စုချက်တွင်ကြောက်နိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်လာမယ့်ဒီဇင်ဘာလ9ရက်နေ့ဝါရှင်တန်ဒီစီမှာကမ္ဘာဖလားပြိုင်ပွဲအောက်စုမဲခွဲပွဲခမ်းနားကိုကျင်းပသွားတော့မှာပါအင်္ဂလန်သင်းဟာဦးစားပေးအဆင့်သတ်မှတ်ချက်ရတဲ့အသင်းတွေထဲမှာပါဝင်နေပေမဲ့အောက်စုချက်တွင်ကြောက်မယ့်အခြေအနေကိုရှောင်လွှဲလို့မရဘူးဖြစ်နေတာပါ ဒီကြောင့်ဒီနေ့ဗီဒီယိုမှာနိုင်ငံလောက်ဆွေးနွေးသွားမယ်ဆိုရင်အင်္ဂလန်ရဲ့နောက်နဲ့16ကမ္ဘာဖလားချေဆွဲအောင်မြင်မှုဟာတကယ်ကိုအားကြောက်ကောင်းတဲ့စွမ်းဆောင်ရည်နဲ့ဖြစ်ပါတယ်။နီးပြားသောမတ်လူချဲဦးဆောင်မှုအောက်မှာအတင်းဟာဥရောပဆုံးချေဆွဲအုပ်စုတွင်၈ပွဲလုံးနိုင်ရပြီးတော့တကူမှမပေးခဲ့ပဲချေဆွဲအောင်မြင်ခဲ့တာပါ။ဒါကမ္ဘာဖလားချေဆွဲတမိုင်းတစ်ချောင်းအုပ်စုတွင်၈ပွဲလုံးကစားပြီးပွဲတိုင်းနိုင်ပေးကုန်လုံးဝမရှိပဲချေဆွဲအောင်မြင်တဲ့ပထမဆုံးဥရောပအတင်းဖြစ်တဲ့စံရင်တင်နိုင်ခဲ့ပါတယ်။ဒီအောင်မြင်မှုဟာတကယ်ကိုအံ့ဩဖို့ကောင်းတဲ့အောင်မြင်မှုတစ်ခုလည်းဖြစ်ပါတယ်။ ။ဒီအောင်မင်းမွေးနောက်ွယ်မှာအင်္ဂလန်သင်းရဲ့ခိုင်မာတဲ့ခံစည်းစနစ်ကိုတွေ့မြင်ရပါတယ်။ဒိုင်းစမာလဲဟယ်ရီကိန်း၊ဘူကောက်ဆက်ကာ၊ဂျူပယ်လင်ဂန်၊ဗီဖိုရန်တို့ကအတော်လေးကိုခြေသွမ်းပြခဲ့ကြပါတယ်။ဒါအင်္ဂလန်သင်းရဲ့စွမ်းအင်ကိုပြသနေထောက်ထားတစ်ခုလည်းဖြစ်နေပါတယ်။ဒါပေမဲ့ဒီအောင်မင်းမွေးကကဘာဖလားပြိုင်ပွဲမှာအောင်မင်းမွေးကိုအာမခံနိုင်တဲ့အထောက်ထားတစ်ခုလားဒါမှမဟုတ်ခြေစပွဲမှာပဲအကောင်းဆုံးပြသနိုင်ခဲ့တာလားဆိုတော့ဆက်ပြီးတော့စဉ်းစားကြပါတမိုင်းပြောင်းကြည့်အင်္ဂလန်တရားခြေစပွဲမှာအောင်မြင်ပေမဲ့ကဘာလာပြိုင်ပွဲမှာမအောင်မြင်တဲ့အခါတွေအများကြီးရှိခဲ့ပါတယ်။နောက်တစ်ဆယ်ကဘာလာပြိုင်ပွဲမှာခြေစပွဲအောင်ခဲ့ပေမဲ့16သင်းစစ်မှာတော့ဂျာမနီကိုဆုံးခဲ့ရပါတယ 2014ကမ္ဘာဖလားပြိုင်ပွဲမှာလေခြေစပွဲအောင်ခဲ့ပြီအုပ်စုတင်းမှာပဲထွက်ခဲ့ရပါတယ်ဒီချက်တွေကြောင့်ခြေစပွဲအောင်မြင်မှုဟာကမ္ဘာဖလားပြိုင်ပွဲမှာအောင်မြင်မှုကိုအာမခံနိုင်တဲ့အထောက်အထားတစ်ခုမဟုတ်ဘူးလို့ဆိုနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် Iba 69နဲ့ Fiber Mix ကစားလို့ရဆိုရင်တော့ Fiber နံပါတ်39 65လုံး16 43ညကိုစသွယ်လိုက်ပါလာမယ့်ဒီဇင်ဘာလ9ရက်နေ့ Washington DC မှာကျင်းပမယ့်ကမ္ဘာဖလားပြိုင်ပွဲအုပ်စုမဲခွဲပွဲအခမ်းအနားအင်္ဂလန်တင်းထွက်အရေးကြီးတဲ့အချိန်တစ်ခုပါ အင်္ဂလန်တင်းဟာဦးစားပေးအဆင့်သတ်မှတ်ချက်ရတဲ့အသင်းတွေထဲမှာပါဝင်နေပါတယ်။ဦးစားပေးအဆင့်သတ်မှတ်ချက်ရတဲ့အသင်းတွေဆိုတာကမ္ဘာ့ဖလားပြိုင်ပွဲမှာအကောင်းဆုံးပါဝင်ကစားခွင့်ရတဲ့အသင်းတွေဖြစ်ပြီးတော့အုပ်စုမဲခွဲပွဲမှာအဆင့်မြင့်တဲ့အသင်းတွေနဲ့မကြုံရအောင်ကာကွယ်ပေးထားပါ။ဒါပေမဲ့အင်္ဂလန်တင်းကဒီဦးစားပေးအဆင့်သတ်မှတ်ချက်ကအုပ်စုချက်တွင်ကြားရောက်မဲ့အန်ရယ်လုံးဝကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။ကမ္ဘာ့ပြိုင်ပွဲကိုဥရောပဆောင်ကဆန္ဒသင်းဒိုင်းရိုက်ခြေစွဲအောင်မြင်ခဲ့ပြီးတော့လက်ကျန်၄နေရာအတွက်၁၆သင်းအပြိုင်လူရမှာဖြစ်ပါတယ်။ဒီအချက်ကြောင့်အုပ်စုမဲခွဲပွဲမှာအဆင့်မြင့်တဲ့အသင်းတွေအများကြီးပါဝင်နေမှာပါ။ ထို့ပြင်ဥရောပဇုံကခြေစပွဲမှာဒုတိယနေရာရတဲ့အသင်းတွေဖြစ်တဲ့အီတလီပြင်သစ်နယ်သာလန်ခရိရှားတို့လိုမျိုးအင်အားကြီးအသင်းတွေလည်းပါဝင်နေမှာပါဒီအသင်းတွေနဲ့အတူအုပ်စုတစ်ခုထဲမှာကြာရောက်ရင်အင်္ဂလန်အသင်းတို့ကအုပ်စုအနေတက်ဖို့တော်တော်လေးယုံကံမယ်အခြေအနေမျိုးကိုရောက်သွားနိုင်ပါတယ်ဗြိတိန်နိုင်ငံကျော်သတင်းစာသက်ဆိုင်ကနောက်26ကမ္ဘာ့လားပြိုင်ပွဲမှာအင်္ဂလန်အသင်းရဲ့ဖြစ်နိုင်ခြေရှိတဲ့အုပ်စုနေထားကိုဖော်ပြခဲ့ပါတယ်သူတို့ရဲ့ခံမှန်းထားချက်ရအင်္ဂလန်အသင်းကတောင်အမေရိကထိပ်သီးဥရုဂွေးအာဖရိကနာမည်ကြီးအီဂျစ်နဲ့ဥရောပထိပ်သီးအီတလီတို့နဲ့အတူကြာရောက်သွားဖို့ရှိတယ်လို့ဆိုပါတယ် ဒီအုပ်စုကတကယ်ကိုမရနာအုပ်စု group တက်လို့ခေါ်ဝေါ်သင်းတဲ့အုပ်စုတစ်ခုပါဥရုဂွေးကကမ္ဘာဖလား၂ကြိမ်ရအသင်းဖြစ်ပြီးတော့အီတလီကကမ္ဘာဖလား၄ကြိမ်ရအသင်းဖြစ်ပါတယ်။အီဂျစ်ကလည်းအာဖရိကရဲ့အင်အားကြီးထိပ်သီးအသင်းဖြစ်ပြီးမိုဟာမက်ဆာလာလိုမျိုးကမ္ဘာကျော်ကစားသမားတွေပါဝင်နေပါတယ်။ဒီသင်းသုံးသင်းတဲ့အတူအုပ်စုတစ်ခုမှာကြောက်ရွံ့အင်္ဂလန်သင်းတွေအုပ်စုကနေတက်ဖို့အတော်လေးကိုခက်ခဲသွားနိုင်ပါတယ်။ဒါဆန်သတင်းစာရဲ့ခံမှန်းချက်တွေကအင်္ဂလန်သင်းရဲ့တမိုင်းကြောင့်ကန်ဆိုးမှုတွေကိုပြန်လည်သတိရစေပါတယ်။အင်္ဂလန်သင်းအဓိကပြိုင်ပွဲကြီးတွေမှာဥရုဂွေးသင်းကိုတစ်ခါမှ မနိုင်ဘူးသေးပဲနောက်ဆက်လေးကဘာဘလားပြိုင်ပွဲတော့ဥရုဂွေးအီတလီတို့တဲ့အတူကြောက်ခဲ့ပြီးတော့နှစ်သင်းလုံးကိုရှုံးခဲ့တာကြောင့်အုပ်စုကနေထွက်ခဲ့ရဦးပါလေဒီသမိုင်းကြောင့်အင်္ဂလန်တဲ့အဥရုဂွေးတင်တဲ့ကစားတာကိုစိုးရင်ကြောင်းကြနေမှာဖြစ်ကြောင်းပါအင်္ဂလန်တော့ထုံးစံတိုင်းနာမည်ကြီးတစ်ပင်ကထပ်ဖြစ်အောင်ပါလားပရိသတ်တို့ဘလို့ထင်းနေကိုယ့်ရဲ့ထင်မြင်ချက်ကိုပြောပေးခဲ့ပါဦးအားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် Iba 69နဲ့ Fiber Mix ကစားလို့ရတယ်ဆိုရင်တော့ Fiber နံပါတ်3969 6563ညကိုစသွယ်လိုက်ပါ